အေယာရီတိုင်းတွင်းကရွာလေးတူရွာမှာဥခင်မောင်နဲ့ဒေါ်တင်မြလို့ခေါ်တဲ့ဇနီးမောင်နဲ့နေထိုင်ကြပါတယ်။ဒေါ်တင်မြကရွာထဲမှာကုံစုံစံကြီးဖွင့်လှစ်ပြီးတော့ရောင်းချကယောက်ျားဖြစ်သူဥခင်မောင်ကတော့လယ်မြေကြီးကတရားကြော်ခန့်ကိုစီရင်ကားတွေနဲ့လောက်ကင်နေပါတယ်။ကုံစုံစံကြီးမှာလက်မလဲအောင်ရောင်းချရတဲ့ပြင်လေယာတွေကလည်းစဘာထွက်ကောင်းလာတာကြောင့်စီးပွားရေးကအလွန်အဆင်ပြေလာပါတယ်။အဲဒါကြောင့်မဲအလုသမတရင်ကားတွေအများပြခေါ်ထားရပါတယ်။ထိုတရင်ကားတွေထဲမှာဒေါ်တင်မြရဲ့တူတော်ဆက်သူကိုထွန်းလင်းဆိုတဲ့လူငယ်တူလည်းပါဝင်ပါတယ်။ကိုထိုးလင်းကအယက်သမားဖဲသမားတယောက်ဖြစ်ပြီးတော့ မကြာခဏဆိုသလိုဥက္ကမောင်ရဲ့ဇဘာတွေကိုခိုးဘက်ရောင်းချလေးရှိပါတယ်အဲ့ဒီအကြောင်းကိုဥက္ကမောင်ရိမ့်မိပေမဲ့လည်းလက်ဘူးလက်ချက်မမိသေးတာကြောင့်မတိဟန်ဆောင်ပြီးတော့နေလေပါတယ်တနေ့ညဘက်မှာတော့ဥက္ကမောင်ဟာသူ့ပိုင်ဆိုင်တဲ့လေခွေးနဲ့ကတလင်းစီကိုထွက်လာခဲ့ပါတယ်ဥက္ကမောင်တလင်းကိုရောက်ချိန်မှာတော့ကိုထွန်းလင်းနဲ့အခြားသရင်ကတယောက်တို့ကဇဘာပုံကဇဘာတွေကိုခိုးယူနေတာကိုပတ်ပေးမိပါတယ်ဟာဟေ့ရောက်ထွန်းလင်းမိဒါဘာလုံနေရလဲကွာငါဇဘာတွေကိုမင်းကခိုးနေပေါ့ဟလားလနိတ်တမီရဲ့အလင်းရောင်နဲ့အတူပေါ်လာတဲ့ဥက္ကမောင်ရဲ့အတန်ကြောင့်ကိုထွန်းလင်းတို့ထိတ်လန့်သွားကြပြီးတော့အော်ဦးလေး ကျွန်တော်ကျွန်တော်အသုံးလို့လို့ပါဗျာဘာကွာမင်းအသုံးလို့တာနဲ့ပဲငါစပားတွေကိုခိုးယောင်းစရာလားကွာမင်းငါစပားတွေကိုခဏခဏခိုးယောင်းနေငါသိရင်တော့ရလက်ဘူးလက်ချက်မမိသေးလို့ငါစောင့်ကြည့်နေရအခုမိပြီမင်းကငါစကန်းတိုင်မယ်ဦးခင်မောင်ကလည်းဒေါသထွက်ပြီးတော့ကိုထွန်းလင်းနဲ့အဖော်သရင်ကကိုရဲစကန်းကိုတိုင်ကြလိုက်တာကြောင့်ရဲတွေကလာရောက်ဖမ်းဆီးသွားကြပါတယ် ။ဒိုဝိမဲ့လည်းဒေါ်တင်များရဲ့တူဖြစ်တာကြောင့်မိမမျက်နှာကြောင့်အမှုကိုပိတ်သိမ်းပေးလိုက်ပြီးတော့လွတ်လာခဲ့ပါတယ်။ဒိုဝိမဲ့လည်းဥခင်မောင်ထံမှာတရင်ကလောက်ကန်ခွင့်မရှိတော့တဲ့အပြင်ရွာထဲမှာလည်းတခိုးဆိုတဲ့နာမည်ကိုပါရခဲ့ပြန်တာကြောင့်ဥခင်မောင်အပေါ်မှာမကျင်မနှက်ဖြစ်ပြီးတော့ပတ်စံချမ်းသာတယ်ဆိုပြီးတော့ငောက်အနိုင်ကျင့်တယ်လို့အေးခမည်းကျုံချောင်းသိစေရမယ်။အဲ့လိုမျိုးကျုံဝါကအညှိုးထားပါတယ်။ အဲ့ဒီဖြစ်ပျက်တွေဖြစ်ပေါ်ခဲ့ပြီးတလားလောက်ကြာတဲ့အခါမှာတော့ဥက္ကိမောင်နဲ့ဒေါ်တင်မြတို့ဟာကျမ်းမာရေးညံပြင်းလာခဲ့ပါတယ်မကြာခဏဖျားနာခြင်းတွေဘိုက်အောင်ခြင်းတွေဖြစ်တာကြောင့်ရွာထဲမှာရှိတဲ့ကျမ်းမာရေးစည်းကံကိုနေ့စဉ်လိုလိုတွားရောက်ကူတာကြရပါတယ်ထို့အပြင်ရခင်ကလက်မလဲအောင်ရောင်းချခဲ့ရတဲ့ကုံစုံဆိုင်ကြီးကလည်းဝယ်သူသိမ့်မရှိတော့ပါဘူးအဲဒါကြောင့်မဲစီဝါရေးကလည်းကြာဆင်းလာခဲ့ပါတယ်အဖြစ်ပြက်တွေကထုံများနဲ့ရက်တက်မသွားပဲနဲ့ဥက္ကိမောင်ပိုင်ဆိုင်တဲ့လယ်များဟာပိုးများကြပြီးတော့စဘာမထွက်တော့ပဲနဲ့အရှုံးကြီးရှုံးရပြန်ပါတယ် ကျမကြီးကလည်းတနေ့တခြားပြန်လဲကောင်းမွန်လာခြင်းမရှိဘဲနဲ့တနေ့တခြားပို့လို့သာစိုးရလာခဲ့ပါတယ်။အဒီအခါမှာတော့အတိမိတ်ဆွေတွေကဥက္ကမနုံမိသားစုကိုယခုလိုမျိုးစီးပွားရေးကျမကြီးတွေညံ့ပြင်းလာတာဟာသွေးရသားရမဟုတ်ဘဲနဲ့မနာလိုသူတွေကမကောင်းတဲ့အတတ်ပညာတွေနဲ့တိုက်ခိုက်ထားခြင်းကြောင့်ဖြစ်နိုင်တယ်ဆိုပြီးတော့ပြောဆိုကြပါတယ်။အထက်လန်းဆရာတွေနဲ့ကုသရန်လည်းအကြံဉာဏ်ပေးကြပါတယ်။အဲဒါကြောင့်မဲဥက္ကမောင်ကလည်းယွာနီချုံဆက်ကအထက်လန်းဆရာတွေကိုခေါ်ပြီးတော့ကုသပေးမယ်လဲ ထိုစရာတွေကစမ်းသပ်စစ်ဆေးပြီးဥက္ကမောင်တို့မိသားစုမှာမကောင်းတဲ့အတက်ပညာနဲ့တိုက်ခိုက်ခံရခြင်းမရှိလို့ဆိုကပြန်သွားခဲ့ကြပါတယ်အဲဒါကြောင့်ပဲဥက္ကမောင်မှာမြည်သူလုံဆောင်ရမည်ကိုမသိတော့ပဲဖြစ်နေရပါတယ်ထိုအချိန်မှာပဲဘေးရွာကိုရောက်ရှိနေတဲ့အထက်လန်းဆရာကြီးဟာပယောဂကုသရာမှာအလွန်အစွမ်းထက်ကြောင်ကြားသိရတာကြောင့်ထိုဆရာကြီးထံကိုသွားပြီးတော့အကြောင်းစုံပြောပြပြီးတော့ကုသပေးရန်ပင့်ဆောင်လာခဲ့ကြပါတယ် ။အရိဆရာကြီးကဥထုံးမြင့်ဖြစ်ပြီးတော့အသက်60ကျော်ခန့်ရှိပြီးတော့နယ်လဲကအထက်လမ်းပညာနယ်9ရက်သားသမီးတွေကိုကယ်တင်ကုသပေးနေတဲ့ဆရာကြီးတူဦးလည်းဖြစ်ပါတယ်။ဆရာကြီးဥထုံးမြင့်ကလည်းပယောဂကုသပေးရန်ဥခင်မောင်ရဲ့နေအိမ်ကိုလိုက်လာခဲ့လိုက်ပါတယ်။အိမ်ကိုရောက်တဲ့အခါမှာတော့ဆရာကြီးဥထုံးမြင့်လည်းဖះရှင်ကိုစင်မီပန်းရေချမ်းနဲ့ကက်လူပူဇော်ပြီးတော့ဖះရှင်ခိုးပါတယ်။ပြီးတဲ့အခါမှာတော့စတင်ပြီးတော့ကုသပါတော့တယ်။ ဥခင်မောင်နဲ့ဇနီးဖြစ်သူဒေါ်တင်များတို့ကိုအမျိုးမျိုးစစ်ဆေးကြည့်ပေမဲ့လည်းစုံတိုက်နဲ့တိုက်အောင်လန်းတိုက်စတဲ့ပယောဂလက္ခဏာတွေကိုမတွေ့ရပါဘူးအဲဒါကြောင့်မဲဆရာကြီးရဲ့ခိတ္တခဏများစဉ်းစားလိုက်ပြီးတော့အခုဆရာကြီးစစ်ဆေးကြည့်ရတဲ့လောက်တော့ဥခင်မောင်တို့လင်မယားမှာပယောဂအတိုက်ကိုမတွေ့ရဘူးကွယ်ဒါပေမဲ့ဆရာကြီးစိတ်ထဲမှာတော့ဥခင်မောင်တို့အခုလိုဖြစ်ပြနေရတဲ့ဟာပညာတဲ့တယောက်ကတိုက်ခိုက်ထားတာကြောင့်လို့သိနေတယ်အဲဒါကြောင့်အိမ်နဲ့ခြံမျိုးစစ်ဆေးကြည့်အောင်မယ်ဆရာကြီးကိုကြက်ဖအရှင်တကောင်ရှာပေးပါဟုတ်ကဲ့ပါဆရာကြီး ခဏလောက်ကြာတဲ့အခါမှာတော့ကျက်ဖာကြီးတကောင်ဥခင်မောင်ကယူဆောင်လာခဲ့ပါတယ်။ဆရာကြီးဥထွန်းမြင့်ကလည်းကျက်ဖာကြီးရဲ့တကူလုံးကိုနနွေးမုံနေလိမ့်ကြံလိုက်ပြီးတော့ပါဇက်ကနေဂါထာမန္တန်တပုတ်ကိုတီးလို့ရွတ်စွန်နေပါတယ်။အဲဒီနောက်မှာတော့ဂိုင်းငတ်သား မင်းကိုနှစ်တိုင်းနဲ့တကွာအာနာများကိုအပ်နေလိုက်တယ်မတမာသူတို့စီရင်မြုံနံထားတဲ့အင်းအိမ်ခါလက်လက်ဖွဲ့စတဲ့ပစ္စည်းတွေကိုတွေ့အောင်ရှာပြီးတော့အဲလိုဆိုပြီးတော့လက်တွင်းကနေလွတ်လိုက်ပါတယ်ကျဖကြီးကအိမ်ချံဝန်းနဲ့သွာလာနေတာကြောင့်ဆရာကြီးဦးထွန်းမြင့်နဲ့ဦးခင်မောင်တို့ကလည်းနောက်ကနေမျက်ခြင်မပြည့်ရဲ့လိုက်လံကြည့်ရှုကြပါတယ်ကျဖကြီးကအဲဒီလိုသွာလာနေရင်ကနေအိမ်ရဲ့နောက်ဘက်ညာအင်းညာတာအပေါ်ပါဆွရင်ပြုတ်လုထားတဲ့နေရာကိုရောက်တဲ့အခါမှာတကုတ်ကုတ်အတန်ပေးပြီးတော့ခြေနှစ်ချောင်းနဲ့ယက်နေပါတယ်ကဲဦးခင်မောင်ကြီး Jeff ကြီးရဲ့တဲ့နေရာကိုတူးကြည့်လိုက်ပါဆရာကြီးဦးထွန်းမြင့်ကပြောတာကြောင့်ဦးခင်မောင်ကလည်းတယင်းကတယောက်ကိုတူးခိုင်းလိုက်ပါတယ်တယင်းကဟာတူးနေရင်ကနေမာကျော်လာတဲ့အရာတခုကိုတယွင်းနဲ့ထိုးလိုက်မိပါတယ်လက်နဲ့ရက်ပြီးတော့ဖော်လိုက်တဲ့အခါမှာတော့အဝတ်စုံနဲ့ပတ်ထုတ်ထားတဲ့အထုပ်တထုပ်ကိုတွေ့လိုက်ရပါတယ်အဝတ်စုံနဲ့ပတ်ထားတဲ့အထုပ်တထုပ်တွေ့ရတယ်ဆရာကြီးဟေးဟုတ်လားဆရာကြီးစီယူလာခဲ့ကွယ်တယင်းကလည်းအထုပ်ကိုဆရာကြီးဦးထွန်းမြင့်စီကိုယူလာခဲ့လိုက်ပါတယ်အဲ့ဒီထုပ်ကိုဖြန့်လိုက်ပါကွယ်ဆရာကြီးဦးထွန်းမြင့်ကခိုင်းလိုက်တာကြောင့်တယင်းကဖြီလိုက်တဲ့အခါမှာတော့ ဥက္ကမောင်တို့ကထိုင်းလန်တုံလုံးသွားရပြီးတော့အာမေရိတန်များပင်ထွက်လာခဲ့ကြရပါတယ်ဟမ်ဟာအဝတ်ထည်ကထွက်လာတဲ့အရာညံတော်တထွာလောက်ရှိတဲ့ဖျားဆင်းနုတော်တစုဖြစ်ပါတယ်ရုပ်မာလိုက်တာကွာဖျားဆင်းနုတော်သေးပေါက်တဲ့ကြောင်မှာလာမြုပ်ထားရတယ်လို့ကွာအဝီစီဂျိုးကတ်မဲ့ကောင်တွေပဲဟုတ်ပါတော့ဆရာယူထုံးမြန်လည်းဖျားဆင်းနုတော်ကိုယူပြီးတော့လက်ပတ်ကြည့်ရှုလိုက်ရဆင်းနုတော်ရဲ့အောက်ခြေမှာအပေါက်ငယ်တစ်ခုကိုတွေ့ရတာကြောင့်လက်နဲ့အသာဆွဲထုတ်လိုက်တဲ့အခါမှာတော့အပေါက်ထဲကအင်းကျက်တွေထွက်လာခဲ့ပါတယ်။တဲလဲရုပ်မှရက်ဆက်လာတဲ့အတိုက်ပါလား။ ဒါကြောင့်လဲတော်ယုံနဲ့စစ်လို့မပေါ်တာဟုတ်ဘာတိုက်လဲဆရာကြီးဒီအတိုက်ကိုဖះအတိုက်လို့ခေါ်တယ်ကွယ်ဗျာဖះအတိုက်ဟုတ်လားဆရာကြီးဟုတ်တယ်ကွယ်အောင်လန်းပညာတယ်ရဲ့အတိုက်ခိုက်ပညာမျိုးစုံထဲမှာအစိုးရကအစိုးဆုံးနဲ့အာကုတုအများဆုံးအတိုက်ကိုပြောပါဆိုရင်ဖះအတိုက်လို့ပဲပြောရမှာပဲခွေးရှင်မျိုးအတိုက်ကအာကုတုများပဲမယ်ဖះအတိုက်လောက်မစိုးသေးဘူးကွယ်စုံတိုက်နှစ်တိုက်ကဝေတိုက်အောင်လန်းတိုက်အဲ့ဒီအတိုက်တွေကလူတိုင်းကြားဘူးနေတဲ့အတိုက်တွေဖြစ်ပေမဲ့ဖះအတိုက်ကိုတော့သိတဲ့သူကရှားတယ်ကွယ် စစ်လည်းမပေါ်နဲ့တော်တော်လက်လွန်တော့မှသာပေါ်လာတတ်တဲ့အတိုက်မျိုးပေါ့ဘလို့တိုက်တာလဲဆိုရင်မိမိကိုးကွယ်နေတဲ့ဖះနဲ့တိုက်တာတိုက်ချင်တဲ့အိမ်ခြေရင်းဘက်မှာယုံညံ့တဲ့နေရာတွေမှာဖះပုံတွေမြုပ်ထားတာကိုးကွယ်နေတဲ့ဖះရုပ်ထုတွေမှာအင်းချက်တွေမြုပ်ထားတာဖះစင်းနုတော်တွေမှာတင်းချိုင်းမြေတွေထည့်ထားတာတိုက်လို့သူနဲ့မတည့်တဲ့ရံဘက်အသားတွေကိုဖះစင်းနုတော်ထုလုပ်ပြီးတော့လက်ဆောင်ပေးကိုးကွယ်ခိုင်းတာစားတဲ့တိုက်နီးတွေနဲ့တိုက်တာပဲအဲ့ဒီတိုက်နီးကဆေးရခတ်တဲ့အတိုက်ပေါ့အရှိရဖះကိုအကာအကွယ်ယူထားတော့တော်ယုံစရာတွေစင့်ရင်လည်းမပေါ်ဘူး ဖះတိုက်ကိုအခုခေတ်မှာတော်ယုံနဲ့မလုပ်ကြအောင်အတိုက်ခံရသူလဲစီဝါရေးကျမ်းမာရေးညံ့ဖင်းလာပြီးတော့တဖြည်းဖြည်းနဲ့သေမယ်တိုက်တဲ့အောက်လန်းဆရာလဲသေငရေကနေမလွတ်မြောက်နိုင်တော့ကြောက်စရာကောင်းလိုက်တာဘယ်သူမှကျွန်တော်တို့တိုက်ခတ်ရလဲမသိဘူးကိုခင်မောင်တို့မကျင်တတ်တဲ့အောက်လန်းပညာသည်တယောက်ကလှုပ်ထားတာပါဘယ်သူလဲဆိုတာမသိချင်ပါနဲ့တော့ကိုခင်မောင်တို့အတွက်အာဟုတုအများယုံကလွဲပြီးတော့အကျိုးမရှိနိုင်ပါဘူးမကြခင်မှာပဲသူ့ရဲ့အာဟုတုကသူ့ကိုပြန်ပြီးအကျိုးပေးပါလိမ့်မယ်ဒီအင်းချက်တွေကိုလည်းဆရာကြီးဖြည့်ဆည်းပစ်လိုက်လို့ရှိရင်သူ့ရဲ့ပညာဆက်တွေလည်းမရှိတော့ပါဘူး ဆရာဦးထွန်းမြင့်ကလည်းအင်ဂျက်တွေကိုယူပြီးတော့ဂါထာတပုတ်ကိုတီးလို့ရွတ်ဆူလိုက်ပြီးလင်တော့မီးရှို့ဖျက်ဆီးလိုက်ပါတယ်ကဲကုတ်ခင်မောင်ရေဒီပြားတွေကိုယူပြီးတော့မြစ်ထဲကိုစွန့်ပစ်လိုက်ပါဖះဆင်းနုရောရောတယောကင်မွန်းနဲ့ရေတက်ပယ်ပြီးတော့ဖုန်ကြီးကြောင်းကိုလှူလိုက်ပါကုခင်မောင်တို့မိသားစုနဲ့အိမ်ချမ်းမြေမှာပါမကောင်းတဲ့အတိုက်အခိုက်အမောက်ပယောကလည်းမရှိတော့ပါဘူးဟုတ်ကဲ့ဆရာကြီးကျေးဇူးတင်ပါတယ်ဗျာကျွန်တော်တို့မိသားစုကိုကယ်တင်ကုသပေးရတဲ့အတွက်ဆရာကြီးကိုတတ်နိုင်သမျှကရောပါရစေဗျာဦးခင်မောင်နဲ့ဒေါ်တင်များတို့ကလည်းဆရာကြီးဦးထွန်းမြင့်ကိုငွေကြေးတချို့ပေးရပြီးတော့ကရောကြပါတယ် တာဒုတာဒုတာဒုကျမ်းမှာချမ်းသာကြပါစေကွယ်ဆရာကြီးဦးထွန်းမြတ်လည်းဥက္ကမောင်ရဲ့နေမှာသူတဲခုနေထိုင်တဲ့ရွာကိုပြန်သွားလေပါတယ်နောက်ရက်မှစပြီးတော့ဥက္ကမောင်နဲ့ဒေါ်တင်မြတ်တို့ကကျမ်းမာကြီးပြန်လဲကောင်းမွန်လာခဲ့ကြပြီးတော့ကုံစုံဆိုင်ကြီးကလည်းဝဲသူတွေပြန်လဲစီကားလာခဲ့ပါတော့တယ်အဲဒီလိုမျိုးဆရာကြီးဦးထွန်းမြတ်ဟာဥက္ကမောင်တို့ကိုကုသပေးခဲ့ပြီးတော့တလားခန့်ကြတဲ့အခါမှာတော့ကိုထွန်းလင်းရဲ့ခန္ဓာကိုယ်မှာအနာတွေပေါက်လာခဲ့ပါတယ် စေဝါးတွေနဲ့ကုသပဲမဲ့လဲပျောက်ကင်းမသွားပဲနဲ့ပို့ပြီးတော့ဆိုးလာခဲ့ပါတယ်အနာလေးများမှာအနာကြီးများဖြစ်လာပြီးတော့သွေးပုတ်ပြည်ပုတ်တွေနဲ့နန်စော်ကအလွန်မင်းရွံစရာကောင်းလာတာကြောင့်မိသားစုကပဲညွန်ညင်လာခဲ့ပါတယ်အဲဒါကြောင့်မဲ့အိမ်ပေါ်မှာမထားကြတော့ပဲနဲ့အိမ်နောက်ဖေးမှာရှိတဲ့ထင်းတဲတဲကိုပြောင်းရွှေ့ထားလိုက်ကြပါတယ်ဒီလိုနဲ့ပဲနှစ်လလောက်ဒုက္ခဝေဒနာတွေခံစားရပြီးတော့တညမှာတော့မိသားစုတွေအိပ်ပျော်နေတဲ့အချိန်မှာအသက်နဲ့ကြီးနဲ့ထပြီးတော့អော်ပါတယ် မလိုက်ဘူးမလိုက်ဘူးအာမလာနဲ့ခွင်းနဲ့ကြီးငါကြောက်တယ်နော်ငါကြောက်တယ်ဟာငါကြောက်ပါပြီကုထုံးလင်းရဲ့အော်ဒန်တွေကြောင့်မိသားစုတွေနိုးလာကြပြီးတော့တွားရောက်ကြိရှိကြကြချင်းမှာတော့ကုထုံးလင်းဟာအသက်မရှိတော့ပါဘူးသူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့အနာတွေကလည်းလောင်များပင်တွယ်နေကြပြီးတော့ မခံနိုင်အောင်ပုံစံနန်းနေတာကြောင့်ညာတွင်ချင်းပင်ဖြာနဲ့ပတ်ပြီးတော့တင်းကျန်ကုန်းကိုပုတ်လိုက်ကြရပါတယ်။ရွာတွေကလူတွေကတော့ကုထုံးလင်းဟာအောက်လန်းပညာနဲ့ဥက္ကမောင်တို့မိသားစုကိုဖျားတိုက်တိုက်ခဲ့တာကြောင့်ဖျားဆူးရခြင်းဖြစ်ပြီးတော့တေကန်ဒီမှာသူ့သွားရမယ့်ငရဲကပုပ်ပနမိတ်ထင်လာပြီးတော့ငရဲခွေးကြီးတွေနဲ့ငရဲဒိမ့်မြကလာရောက်ခေါ်ဆောင်သွားခြင်းဖြစ်တယ်ဆိုပြီးတော့ပြောဆိုနေကြပါတော့တယ်။ဒီဇလန်လေးကတော့လူချင်းမင်းတို့တွေဘူးတုဒရရစီရန်သာရည်ရွယ်ပါတယ်။ဒီဇလန်ထဲမှာပါဝင်တဲ့ဖျားတိုက်ကိုစိတ်နဲ့ပဲမကြံစီသင့်ပါဘူး။ အင်မတန်မှပင်အပြစ်ကြီးလွန်းလာပါတယ်။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီ။ဇလန်လေးကိုစွန်နေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူချင်းမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။